အားလုံးပဲအဆင်ပြေကြရလားဗျ28ရက်နေ့ကလုတ်ခတ်သွားတဲ့ငလင်းနောက်ပိုင်းမှာပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်ကျွန်တော်29ရက်နေ့ရဲ့30ရက်နေ့ရဲ့အဲ့2ရက်စာအလှငွေကောက်ခံထားပါတယ်လက်စစ်ဖော်ဖော်ပိတ်ကိုက်နေတဆင့်ဆိုပြီးတော့ဒါညမာလေးကိကိရဲ့ဒါအကိုလိုခင်ရတဲ့ဒါငွေလက်ကိစ္စကြီးလဲကင်တွင်နေတဲ့ကိုစိုးမိုးအဲသူတို့ကတော့ကျွန်တော်ဝိုင်းကူပေးတာဗောလေကိုစိုးမိုးကတော့ဒီဘတ်ငွေနဲ့တစ်ဖက်က ငွေမဏိနဲ့ပတ်သက်ပြီးသူကကင်တွယ်ပေးတယ်ကျွန်တော်တော့ KP တိသက်ငွေလက်ခံပေးတယ်တစ်ဖက်ညီမလေးကီကီကတော့ဒူဘိုင်းကညီကိုမောင်နှမတွေရော အခြားဒီမြန်မာနိုင်ငံလူတွေလွှဲပေးတဲ့ငွေကြေးကိုသူကစင်ရင်လုတ်ပေးတယ်အဲ့တော့ကျွန်တော်တို့တော့တိတ်ကြီးလက်ကြီးနဲ့အလှခံလိုက်တာကအဲ့နှစ်ရက်အတွင်းမှာသိန်း190ကျော်ရရှိတယ်အတိအကျဆိုရင်185သိန်း3944ကျပ် တိတိရရှိပါတယ်အဲ့ဒီပမာဏကိုကျွန်တော်နှစ်ရက်တွင်းကောက်ခံတာဖြစ်ပြီးတော့ဒီမနေ့ကဒီ30ရက်နေ့ည9နာရီအထိပဲဒါနောက်ဆုံးထားပြီးကောက်ခံခဲ့တာနောက်ပိုင်းဝင်လာတဲ့ပတ်စံ2သိန်းကျော်ရှိပါတယ်အဲ့2သိန်းကိုတော့အခြားဖွဲ့ကိုကျွန်တော်လှူဒန်းလိုက်တယ်ဗောလေဒီပမာဏတော့ဒါအတိအကျပါပဲအဲ့တော့185သိန်း3944ချက်ကိုကျွန်တော်တို့ဒီ ငွေ transfer limit တွေကိုကျော်လွန်ပြီးလွှဲလို့မရတာဖြစ်တဲ့အတွက်ဒီတရက်ချင်းစီကိုတော့ရားနိုင်တဲ့လောက်ငွေပမာဏလှူဒန်းမှုတွေလုပ်နေပါတယ်အခုဘယ်နေရာတွေကိုလှူဒန်းသွားပြီးပြီလဲဆိုတော့ဒီကျွန်တော်တို့အင်းစိန်အခြေဆိုင်လို့ပြောရမယ်ဒီကျွန်တော်နဲ့ညီမလေးလို့လည်းခင်တဲ့တယောက်ဖြစ်တဲ့ဒီဖူးတို့မြေပြင်ထိစင်ပြီးကုညီနေခဲ့တဲ့သွေးနှစ်လူမှုကုညီရေးဆိုတဲ့ဒီလူမှုကုညီပရိုက်တာအဖွဲ့ပေါ့လေသူတို့ကတော့ ambulance နေကိုတိုင်းဒီစင်ပြီးတော့ကုကြတာ ဲ့တော့သူတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြံခဲ့တဲ့တရက်လောက်26ရက်နေ့ညာပိုင်းလေးဟိုက30တစ်ဖြတ်သူတို့စီကိုပေးပို့နိုင်ခဲ့တယ်ဟိုအရှိရေဘေးနဲ့မတူတာကလက်ထက်လူငွေရောက်တာနဲ့ချက်ချင်းမြေပြင်ကိုပြန်ပြီးလှူဒါန်းနိုင်ဖို့ကျွန်တော်ဦးစားပေးလုပ်ခဲ့တာအဲ့တော့အဲ့ဒီတော့30မနက်ဖြန် KP limit ပွင့်တာနဲ့သူတို့စီကိုကျွန်တော်30ထပ်ပြီးလှူဒါန်းသွားမယ်အဲ့ဘာလို့လဲဆိုတော့ပထမလူတန်းเนี่ย30တောင်းတော့သူတို့မြေပြင်မှာတုံးခဲ့ပြီးပြီအခုသူတို့စကိုင်းတိုင်းမှာတဲ့ဒီရေဘေးအခက်ခဲ ရေကိစ္စနဲ့ပတ်သက်ပြီးတောက်သုံးရေအခက်အခဲတော်တော်လေးဖြစ်နေတယ်ပြောတယ်။အဲ့ဒီတော့သူတို့မန်လေးတီဆင်းပြီးတော့ရေတံပိုးတွေတောက်ရေတွေဝယ်ရတာရှိတယ်။အဲ့တော့ကျွန်တော်ကဒီအခက်အခဲကိုအစဉ်ပြောင်းဆိုပြီးတော့နောက်ထပ်30ထပ်ပြီးတော့ရေအတီးကလှူမဲ့ကိစ္စမှာမနက်ဖန်ညာရင်သူတို့စီကိုထပ်ပြီးလွှဲပြီးသွားဖို့ရှိရပေါ့လေ။အဲ့တော့အဲ့တဖွဲ့တည်းနဲ့30လှူပြီးဖြစ်သွားတယ်ဗျာ။နောက်တစ်ခါကျတော့ဒီထုံးပိုးအရေးပေါ်ကယ်ဆယ်ရေးဆိုတဲ့ဥစ္စာအဲ့ဒါကကျတော့ဒီဘောလုံးလောကမှာဆိုရင်ဒါကျွန်တော်တို့လေးစားတဲ့ကိုချမ်းချိတ်ပြီးတဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ပေါ့လေအဲ့တော့ညီမလေးကကေးစီကနေစင်သူကောက်ခံထားတဲ့ထဲကနေပြီးတော့၁၀သိန်းကိုကျွန်တော်ထက်ဆင့်လွှဲလိုက်တယ်ဗောလေအဲ့တော့ကျွန်တော်တို့လွှဲလိုက်တဲ့ပမာဏအရှိရ40အဲ့30ကို30ဖြစ်သွားပါပြီပြီးတော့ဒီဂန္ဓာစိုက်က ကိုပြည့်စီကိုဒါကျွန်တော်သိန်း20လွှဲထားပါတယ်။ तू ကသူကိုယ်တိုင်မြေပြင်ဆင်းပြီးတော့ဒီရေသွားလှူမယ်လို့လည်းကြားသိရတယ်။အဲအဲ့လိုဆိုတော့သူနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချတဲ့အဖွဲ့အစည်းတစ်ခုကိုလည်း तू ကလှူခိုင်းတာလည်းမကြခင်မှာလည်းဒီအလှူလက်ခံ certificate ကျွန်တော်ပေးမယ်လို့ပြောတယ်။အဲခန္ဓာစိတ်ကကိုပြည့်စီကိုလည်းကျွန်တော်သိန်း20လှူထမ်းထားပါတယ်။အဲနောက်တစ်ခုကကျတော့ဒီမော်ကျုံးကဒါကျွန်တော်အသိတွေပေါ့လေတက်တက်ကြွကြလုံနေပြီးတော့ဒီစကိုင်းတိုင်းဘက်ကိုသွားပြီးလှူမယ်ဆိုတော့ပရိုက်တာအဖွဲ့တစ်ဖွဲ့ရှိပါတယ်။အဲ့ဒီအဖွဲ့တစ်ဖွဲ့ကိုလည်းလောလောဆယ်သူတို့စီစီက certificate ပြန်မြာသေးတယ် ာဖြစ်တဲ့အဖွဲ့အတွက်အဖွဲ့နယ်ပဲတော့ကျွန်တော်မပြောဖြစ်သေးဘူးပေါ့လေသူတို့စီကလည်းကျွန်တော်သိန်း30လူတန်းထားပါတယ်အဲ့ဒီအတွက်ဒီမှာကနှစ်ဖွဲ့ပေါင်းသိန်း40အရှိရသွင်းတဲ့လူမှုကူညီအဖွဲ့ကသိန်း40သိန်း80ပြီးတော့ထုံးပူက30ဆိုတော့သိန်း90မြေပြင်ကိုရောက်ပြီးတော့ပါပြီပြီးတော့တစ်ဖက်မှာလည်းဒီကိုဆိုးမိုးစီကနေပြီးတော့တဆင့်လှူထားတာရှိပါတယ်မနေ့က18သိန်း12000လောက်တူတယ်အဲ့ဒီပမာဏတစ်ခုကိုအရင်လှူလိုက်တယ်ဒါကတော့ကိုတင်းနဲ့ချိတ်ဆက်ပြီးတော့ကိုတေးကဒီ အဖွဲကတော့စိတ်ချရတယ်ဆိုပြီးသူလမ်းညွန်တဲ့အတိုင်းပဲကျွန်တော်တို့ကိုစိုးမိုးကောက်ခံထားတဲ့ကနေပြီးတော့18သိန်းကျော်မနေ့ကတဖွဲကိုလွှဲလိုက်တယ်ဗောလေအဲ့ဆိုအခုအချိန်မှာတော့သူ့စီမှာအလှငွေကြံတဲ့ပမာဏတချို့ရှိတယ်ခဏလေးကျွန်တော်ပြပြရင်မယ်နော်33သိန်း2800သူ့လက်ထက်မှာအလှငွေကြံသေးတယ်အဲ့ဒါအကြောင်းဘလို့လဲဆိုတော့ KKC ကအလှငွေရဲ့ဒီကိုစိုးမိုးစီကလက်ခံထားတဲ့အလှငွေတွေကျွန်တော်စီကိုမလွှဲခိုင်းတော့ကျွန်တော် KP တိတဲ့ အဲကျွန်တော်စီကအလူငွေတွေကျွန်တော်စီမှာလာပြီးပုံသွားလို့ရှိရင်သူတို့နောက်စီကအလူငွေကျောစီမှာလာပြီးပုံသွားတဲ့ခါကျရင် KP limit ကတနည်းဥပမာ3.50ဆိုတော့အခြားနေရာကြီးလှူတဲ့ခါမှာနှောင့်နှေးကျညာသွားမှဆိုတဲ့အတွက်သူတို့လက်ခံထားတဲ့အလူငွေဘယ်ဖွဲ့စိတ်ချတယ်ဆိုရင်ချက်ချင်းသူတို့စီကနေကျွန်တော်လှမ်းပြီးလှူခိုင်းတာပေါ့လေအဲ့တော့ကိုစိုးမိုးကတော့မနေ့က18သိန်းကျော်တဖွဲ့လှူထားပြီးပြီအခုကတော့မန်းလေးမြို့မဟာအောင်မြင်မြို့နယ်မဟာဝိတုဒ္ဓယုံတိုက်တဲ့ဇမူမော်ကျောင်း88လမ်း36 39လမ်းကြားအဲ့ဒီကို ဒါ33သိန်း2800ကိုဒါလှူဒန်းလိုက်ပြီးကြားသိရတယ်အမှားလည်းတော်တော်အပြိုပြက်တွေများပါတယ်ဗျအဲဆိုဒီအပိုင်းတွေတော့ကျွန်တော်လှူဒန်းခဲ့ပြီဗောလေစောစောလုံးက390စုပေါင်း320လောက်ကျွန်တော်မြေပြုံရောက်သွားပြီလို့ပြောလို့ရပါတယ်အဲဆိုကျွန်တော်ညီကိုမောင်နှမတွေပေးတဲ့ အလှူငွေတွေအလုံးမြေပြင်ကိုတကယ်ရောက်ပါတယ်380ကျော်ရရှိရဆိုပေမဲ့လောဆယ်တော့320 330လောက်မြေပြင်ရပြီဖြစ်တဲ့အတွက် KP limit ပွင့်လာတဲ့လက်ချံအလှူငွေအလုံးကိုဘယ်နေရာလှူဒန်းနေဆိုတာထပ်ပြီးတော့အတည်ပြီးသွားပါမယ်အဲ့ဒါဆိုကျွန်တော်တို့ကိုစိုးမိုးတို့ကိုကီကီတို့အလှူငွေကောက်ခံတာကိုယူယုံကြည်ကြည်နဲ့ထည့်ပေးကြတဲ့ အားသာဝါသနာရှင်တွေကဒီအခြားညီကိုမောင်နှမတွေအားလုံးကိုဟောကျေးဇူးတကယ်လည်းတင်ပါတယ်ကျွန်တော်ကဘာကြောင့်နှစ်ရက်ပဲအလှူခံလဲဆိုတော့ကျွန်တော်တို့စီမှာပဲလာပြီးလှူတာမဟုတ်ဘဲနဲ့အခြားနီးစပ်ရာအဆင်ပြေနေရာကြီးမှာလည်းလှူလို့ရအောင်ပြီးတော့ကျွန်တော်တို့လည်းဒီချစ်ချစ်လေးလေးနှစ်ရက်အတွင်းလှုပ်ချင်တာဖြစ်တဲ့အတွက်ပြီးတော့လည်း KB ဘာညာကျောင်းကြီးကိုတည်တဲ့အတိုင်းပဲ ဘဲချင်းမစုဘာမစုဖြစ်သွားနိုင်တဲ့အနေအထားဖြစ်တဲ့အတွက် KPI ကိုတည်ထားပြီးတော့ဂိုင်တွင်နေရတာဖြစ်တဲ့အတွက်အလှငွေကျုံး၂ရက်ပဲလက်ခံတယ်အဲ့နှစ်ရက်အတွင်းမှာပဲလိုအပ်တဲ့နေရာတွေကိုချက်ချင်းပြန်ပြီးလှူသွားတာပါအခု KPI limit 350ပြန်ပြီးပွင့်တာနဲ့အခြားနေရာတွေကိုပြန်ပြီးလှူဒန်းသွားပါမယ်အကဲအခက်ခဲဖြစ်တဲ့အဖွဲ့တွေရှိရင်လည်းခွန်းမှလာပြီးရေးသားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မှလည်းတခြားအဖွဲ့တွေနဲ့စကားပြောဆိုထားပြီးသားဖြစ်တဲ့အတွက်음အလှငွေကပိုရှန်တော့မှာပဲအခြားအဖွဲ့ထပ်ပြီးလှူဒန်းလို့ရမှာပေါ့လေဘာပြပြောပါ ကျွန်တော်တို့ညီကိုမောင်နှမတွေအားလုံးပါဝင်ပြီးလှူဒန်းခဲ့တဲ့အလှူငွေကဒီလောက်ပမာဏတိဖြစ်သွားတာပါကျွန်တော်ကိုယ်တိုင်တော့မှတသိန်းပဲပါဝင်လှူနိုင်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်မာတီဗီလှူလိုက်တဲ့တသိန်းရနေပြီးတော့နောက်ဝက်မှာကျွန်တော်တို့ကေကေကိုစုမိုးတို့ယုံကြည်ပြီးတော့ပါဝင်လှူဒန်းခဲ့တဲ့သိန်း180ကျော်ကမြေပြင်ကိုများမကြမီမှာအပြေးဝရောက်ရှိသွားဖို့အတွက်လည်းကျွန်တော်တို့အားထုတ်နေပါတယ်ကျွန်တော်ဆိုရင် KP မှာ0 ရာခိုင်0ကနေထားပြီးတော့အကုန်လုံးလက်ခံနိုင်တာဖြစ်တဲ့အတွက်စီရင်ကလုံးဝရှုပ်ဆရာမရှိပါဘူးကျန်တဲ့ညီကိုမော်ဒမားတွေကလည်းတိတိကျကျညအကျုံနဲ့စီရင်တိုက်ပြီးဖြစ်တဲ့အတွက်ဒီပမာဏအပြည့်ဝရတာပါတခုပြပြပါမယ်လက်စစ်ဖော်ဖော်ကဒီ30ရက်နေ့ညစပြီးတော့အခုဆိုဒီနေ့31ရက်နေ့ပေါ့လေ 31ရက်နေ့ကနေစပြီးတော့လုံးဝအလှမခံတော့ပါဘူးเนาะအဲ့ဆိုကျွန်တော်တို့စီကအလှခံတဲ့ဘာညာအခြားနေရာမှာပြန်လို့ရှိရင်လည်းကျွန်တော်တို့ live ပြုလို့ရပါတယ်ကျွန်တော်တို့လုံးဝအလှမခံတော့ပါဘူးအကျွန်တော်တို့လာမေးလို့ရှိရင်တော့စိတ်ချတဲ့အဖွဲ့ကိုလမ်းညွှန်ပေးပါမယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ strong ဖြစ်ဖြစ်လေးနေပေးကြပါခင်ဗျာ